လုံးပွဲပြီးရင်တော့ Pman Facebook မှာတော့အရင်သိတာရယ်ဘာလို့လဲဆိုဟိုအစဲမျိုးစုံလေးနဲ့ဟိုပညာရှိရှိစဲနီလေးနဲ့ post တွေအများကြီးတွေ့တော့အဲ့တော့မှဘယ်ဘယ်အဖွဲ့ကနည်းနည်းလိုအပ်ချက်ရှိလဲဆိုတော့တို့ရဲ့နာမည်ထဲမှာတို့ရဲ့ caption မှာကိုကကြည်နေနေတော့နည်းနည်းတွေသိတာပေါ့နော်အမနာမည်အရင်ကြားတာတော့ဟိုအဖွဲ့အမပြောတော့အမအရင်တိုက်တယ်နော်အမနော်အဲ့လိုအတွက်တော့လေအဲ့လိုမျိုးပေါ့နော်လူတယောက်ချီးမွမ်းပြီးတော့သဘောကျပြီးတော့ အဲကြိုက်နေတဲ့ကြောင့်ပေါ်ပြရတော့ဝင်မလေးဘူးပေါ့နော်တချို့လူတော်တော်အဲ့လားနည်းနည်းဝင်လေးရတော့ဖြစ်တယ်နော်အဲ့လက်ကျနည်းနည်းလေး expressive ဖြစ်တဲ့သူတိုင်းမှာပါတယ်နည်းနည်း extrovert ဖြစ်တော့လေအာအမကြီးချစ်စရာလေးနော်ချစ်တယ်နော်အဲ့လိုလေးဟောဖြေဖို့တော့ဝင်မလေး လစ်ကခန္ဓာ plus ရဲ့ပေါ့နော်မိသားစုဝင်တဦးအနေနဲ့ခန္ဓာ plus ကနေပြီးတော့မြန်မာနိုင်ငံရဲ့တဦးဒီတော့ပေါ့နော် Premier League ကိုပြသခွင့်ရထားတဲ့ဟိုဘောနော channel အနေနဲ့အဲ့လိုမျိုးလစ်ကပွဲလာတက်ဖြစ်ပါတယ်ရှင်ဟုတ်အေးပေါ့မြန်မာနိုင်ငံတူတဲ့ Premier League ပြသခွင့်ရတာဆိုတော့ကိုရီလည်းဘာဖြစ် International ဒီ games တွေကိုအာဘောနော်ဒီ Premier League ကိုအချိန်နဲ့တပြေးညီကိုရီလည်းဒီမှာ line အထင်ကမရှိပြပြကြည့်လို့ရတော့ဟို ဒီဟာဟိုအက္ခစာကျိုင်းတဲ့သူတွေအတွက်ဆိုရင်တော့ဒါအရင်ဝမ်းသာစရာကောင်းတဲ့တည်င်းပေါ့နော်ဟုတ်အမလာဘောလုံးနဲ့ပတ်သက်ပြီးတော့အရန်တော့လေးလာမှုတော့တိတ်မရှိဘူး။ဒါပေမဲ့ကြုံရင်တော့ပွဲတွေပါကြီးလိုက်တယ်ပေါ့နော်။ဒါပေမဲ့အဲ့လိုမျိုးအာဘောလုံးပွဲပြီးရင်တော့ပြီးမှ Facebook မှာတော့အရန်သိတာပဲ။ဘာလို့လဲဆိုဟိုအစဲမျိုးစုံလေးနဲ့ဟိုပညာရှိရှိစဲနီလေးနဲ့ပို့စင်အများကြီးတွေ့တော့အဲ့တော့မှ ဘယ်ဘယ်အဖွဲ့ကနည်းနည်းလိုအပ်ချက်ရှိလဲဆိုတော့တို့ရဲ့နာမည်ထဲမှာတို့ရဲ့ caption မှာကိုကကြည်နေနေတော့နည်းနည်းတွေသိတာပေါ့နော်အမအမအဲ့ဒါရန်တိုက်နာမည်အရန်ကြားတာတော့ဟိုအဖွဲ့မပြောတော့အမရန်တိုက်တယ်နော်အမနော်အဲ့တော့ရန်တိုက်တယ်ကိုအရန်မသိတော့ comment မလုပ်တော့ပါဘူးရှင်ဟုတ်အရန်မကြည့်တော့လေအမဘလုံးအပွဲအကြောင်းကိုတော့အရန်တော့မပြောပြတတ်ဘူးပေါ့နော်အမဟာဟာ အမအဲ့ဒါသူတို့ကြတော့လေဟိုဘောလုံးပွဲမကြည့်လဲတိတက်နေလို့ထင်ပါတယ်နေမှာတော့ရိုနယ်ဒိုဘောနော်ဒါတွေတော့မသိလို့မရဘူးပေါ့ကြိုက်တယ်မကြိုက်ဘူးထက်စားရင်တော့ဘောနော်လစ်ကတေချာမကြည့်ဖြစ်တော့သူတို့ရဲ့ကစားကွက်တွေအရင်မဖြည့်တတ်တော့လေဟုတ်ဟုတ် เนาะ LS ရဲ့ဒီကလေး channel အကြောင်းပေါ့เนาะ LS ကဒီ Canon Plus နဲ့ဆိုရင် LS က2018ကလေးကလဲဆိုလက်တွဲလောက်လာတာဆိုအခုဆိုရင်9နှစ်9နှစ်တာကာလရှိပြီ LS ရဲ့ Canon Plus ပူတူတူနဲ့ခြာသိပ်ပေါ့เนาะရုပ်တန်လိုင်း2လိုင်းမှာ LS က program အသစ်တွေအသစ်တွေအများကြီးပေါ့เนาะပြီးခဲ့နှစ်ဆိုရင် LS က အာ kids channel ရဲ့ Alice တချင်းလဲဆိုတာပေးတယ်ပြီးတော့ music video လဲ Alice ကရိုက်ထားတယ်ပြီးတော့အခုဆိုရင်လဲ Alice တို့ channel ရဲ့ activity အစ်စ်လေးတွေသူတို့အများကြီးပြင်ဆင်နေရယ်ပေါ့နော် Alice တို့အတူတူကလေးတွေကိုချပြဖို့အတွက်ပေါ့နော်ဟုတ်အဲ့ဒါလေးပြင်ဆင်နေပါတယ်ဟုတ်အာဟာဟော Alice ကကုလရှိတော့ Alice တချင်းလေးဇတိုက်ထွက်ဖို့တော့လုံနေရယ်ပေါ့နော် Alice ကတချင်းကိုတရေးစရာတွေလည်းအပ်ထားတယ်ပြီးတော့ အော်ဘောနော် LS တေးဆရာတွေနဲ့မတူညီတဲ့တေးဆရာတွေနဲ့ငါပုတ်အပ်ထားတယ်ဗောနော်အဲ့ဒါလေး LS ထွက်ဖို့လောက်ထားတယ်တချင်းတွေတော့အတန်သွင်းလို့ပြီးတလောက်လေးတော့ရှိပြီဗောနော် music video ရိုက်ဖို့ပါညာအဲ့လိုမျိုးလေးတွေတော့ပြင်ဆင်နေရလေးတော့ရှိပါတယ်ရှင်ဟုတ် အမမြန်မာတခြင်းတွေပဲပေါ့နော်အဓိကတော့မြန်မာတခြင်းတွေကိုဒီပေါ့နော်အခုထရန်ဖြစ်နေတဲ့တေးဆရာလေးတွေအဲ့လက်သဘောကျရတဲ့တေးဆရာလေးတွေပေါ့နော်သူတို့တွေကိုပြီးတော့ပြီးတော့စီနီယာကျတဲ့တေးဆရာတွေလက်အပ်ထားပါတယ်ဟုတ်ဟုတ်ပြီးတော့ကိုကြိုက်တဲ့တခြင်းတော့ပုံမှန်တိုင်းလေး cover song လေးဆိုဖြစ်တယ်ပေါ့နော်ဘာသာပြန်ကိုကိုဘာသာပြန်ထားလေးလည်းတော့များတယ်ပေါ့နော်အဲ့လိုပဲကိုကိုတက်ကြွတဲ့ language ကိုကိုကြိုက်တဲ့တခြင်းလေးတွေဘာသာပြန်ပြန်ပြီးတော့ဆိုထားတာလေးလည်းရှိပါတယ်တင်ပေးပါအောင်မယ်ရှင်ဟုတ်ဟုတ် မအလောလောဆယ်အလစ်အာတာချက်တော့ဒါတော့ပြိတ္တပဲဆုံးဖြတ်ပေါ်တော့ကို့မှာကတော့ဝါသနာအရင်ခံပြီးတော့ကို့လိုအပ်ချက်တွေဖြည့်တင်းနေရဲ့အချိန်ပဲရှိအောင်ဆိုတော့ vocal class လေးတွေအရင်အားထုတ်အောင်တတ်တ်ဖြစ်တယ်ပြီးတော့ less ရဲ့ဒီပေါ်တော့ဆိုတာပုံပြီးပြပင်အောင်ပို့ပြီးတော့ထိရောက်အောင်အလစ်ဖက်က practice လုပ်ရမယ့်အပိုင်းလေးလုပ်နေရတော့ကြပြစာလေးတွေများများလေးဖတ်တာတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးလုပ်ဖြစ်တယ်ပေါ့နော်ဟုတ်တကယ်လို့ကိုအရင်မကျွမ်းကျင်တဲ့အပိုင်းဆိုရင်တော့ပို့ပြီး professional ကြားရတယ်သူက less က NMP ီးတော့ကိုဖက်က training လုပ်တယ်ပေါ့နော်အမအဲ့လိုမျိုးလေးတော့လုပ်နေရအသက်ချက်အနေနဲ့တော့ Alistair ကတော့အာပေါ့နည်းနည်း language သူများထက်နည်းနည်းလေးပိုတက်တာပဲရှိမယ်ထင်တယ်အစိုးပိုင်းတော့အများကြီးလေးလာပြီးတော့စူးစမ်းနေသေးပါလေရှင်ဟုတ်ကိုရီးယားစကားကိုရီးယားစကား ဆရာဟဲ့ဘောနော်ဒီချစ်ချင်းတဲ့ပတ်သက်တဲ့စကားဆိုတော့အရင်လပရလို့ခန်းစားရတယ်ဘောနော်အဲအချစ်ရှိရင်တော့ဘယ် language မှာအချစ်နဲ့ပတ်သက်တဲ့စကားဖြစ်ဖြစ်ပြောလိုက်ရင်လေအမတော်မတရားတတိယသွားလောက်မသိပါဘူးပြောတော့ချစ်ချင်းပြောင်းကုန်တယ်ဘောနော်အဲ့လိုမျိုးလေးပါဟုတ်အဲ့ဒါလေးတော့လပရကြိုက်တယ်ဘောနော်မဟုတ်နော်စကားလေးနိုင်တယ်အမဒါတော့တက်ကြွနဲ့ပညာနဲ့ကြုံတလုံးပြောရတာပေါ့နော်ဟို မအများတန်းချစ်တယ်တခွန်းလဲဆိုပြင်းပါလေနော် I love you လေးတော့ဘာညာဘာညာတလကဟိုအိုက်နီလေးတော့ဗောနော် I stay ရူတော့ဘာလို့ဗောနော်အဲ့လိုမျိုးလေးအမလည်းပြောတတ်ပါလေအမချစ်တယ်လားဒါလူတိုင်းတက်အမတို့တော့မှ Alice ပြောလိုက်အကုန်သိတာပဲလေနော်ဟုတ်တယ်မလား language တခုတင် Alice ဆိုချစ်တယ်ရနေစတင်နေထင်တာပဲဟုတ်ဟုတ်အမတို့ရောက်ချင်လဲအမတို့ခုနချစ်တယ်လေးဘာညာဆိုပြီးတော့လမ်းပြောရလေနော်အမ ပေးရကြရင်တော့လာလာတယ်ချစ်တယ်အဲအဲ့လိုအတွက်တော့လေအဲ့လိုမျိုးပေါ့နော်လူတယောက်ချီးမွမ်းပြီးတော့သဘောကျပြီးတော့အဲချိန်နဲ့တက်ကြောင်ပေါ်ပြရတော့ဝင်မလေးဘူးပေါ့နော်တချို့လူတော်တော်အဲ့လာနည်းနည်းဝင်လေးရတော့ဖြစ်တယ်နော်အဲ့လိုကျတော့နည်းနည်းလေး expressive ဖြစ်တဲ့သူတိုင်းမှပါတယ်နည်းနည်း extrovert ဖြစ်တော့လေအာအမေချစ်စရာလေးနော်ချစ်တယ်နော်အဲ့လိုလေးဟာဖြေဖို့တော့ဝင်မလေး အမရောက်ကြလေပြောဒုက္ခတွေရောက်ကုန်မှာပေါ့အမလည်းမလို့လေပြောခါအရောက်ကြလေဆိုအမင်္ဂလာပါမတွေ့ရကြမင်္ဂလေးကြတော့ကိုသဘောကျတယ်ဆိုရင်တော့ဒိုင်းလေးပဲပြောပြလိုက်မင်္ဂလေးတွေကအဲ့လိုလေချစ်တယ်နော်ဆိုအမကြီးပြုံးသွားတဲ့အပြုံးလေးနဲ့ကိုလည်းတကယ်နစ်နစ်တက်တက်သဘောကျတဲ့အကြောင်းဆိုတခါသေးကြတော့လဲ language ရှိတော့ဖော်ပြလို့ရတာပေါ့အမဟုတ် အမသူတို့ကကလေးလေးရင်းနဲ့အခုဆိုရင်လက်စပရိုဂရမ်တွေတူတူရရတယ်။အမသူတို့ရဲ့အရန်ကိုပေါ့နော်ကိုရီအရင်တော့ထင်ထားတာတော့ကိုရီငယ်ငယ်တော့ဆိုတော့အရန်အဆော့အတန်နဲ့အမရဲ့လူအရန်လည်းရိုက်ခံရတယ်ပေါ့နော်။အဲ့လိုပေါ့နော်။အရန်ရဲ့အဲ့ရယ်ဆိုရိုက်လိုက်ရိုက်ခံရမျက်ရည်နဲ့မျက်ခွန်းနဲ့ပဲအမြဲတမ်းလှုပ်လှုပ်လေးတော့ပြောလိုက်ရင်အမှတ်တရတယ်ဆိုဒါပေမဲ့အခုလက်စအလုပ်တွေလုပ်နေတဲ့ဒီဂျူနီယာလေးတွေက အရန်ကိုထက်လန်တက်ဖြစ်တယ်အမသူတရုတ်ဆောင်ပိုင်းရောလေအလစ်တို Canal Plus program တွေဆိုအမနိုင်မြောက်တရုတ်အရန်ဆောင်တာဒါပေမဲ့လိုအပ်ရင်ညရေဝဲဆိုချက်ချင်းဝဲတာတို့ script လေးလည်းချက်တာတို့ schedule အပြည့်နဲ့တိတ်ချစူးစမ်းခွင့်ရတာကိုကြည့်ပြီးတော့ပေါ့နော်ဟိုလေးလဲလေးစားငငယ်ရွယ်ရွယ်နဲ့ကိုဘာဖြစ်ချင်တာကိုသိပြီးတော့ပေါ့နော်အဲ့လိုစူးစမ်းခွင့်ရတဲ့အဲလူငယ်လေးတွေကိုလည်းအလစ်ကလေးစားပြီးတော့အဲ့လိုကိုရင်ဆွဲခေါ်လို့ရတယ်ဆွဲခေါ်ချင်တယ်ပြီးတော့ အခွင့်အရေးပေးတဲ့ပေါ့နော်အခုဆိုရင်လည်းဆိုခက်ခါဆိုရှယ်မီဒီယာရော TV channel တွေရောကျေးဇူးရမ်းတင်တယ်ပေါ့နော်ဟုတ်မကလေးလေးကလေးလေးမှုတော့ဖြစ်သွားတာပေါ့နော်အလစ်ကအဲဒါကနဘလတ်တော့ရှောက်လုံနေရင်တော့အလစ်ရဲ့အမူအရာလေးတွေတော့နည်းနည်းကလေးလေးလိုဖြစ်နေအောင်မထင်နဲ့ဒါကြတော့ အချက်နည်းနည်းပါသွားတဲ့အရာတခုဖြစ်နေရပါဘောနော်အခုဆိုလဲအမတို့နဲ့စကားပြောရင်ကိုမသိမသိတဲ့စိတ်မှာအမတို့ချွဲနေမိလားအလက်ဆန်မပြောတတ်ဘူးလေနော်အဲ့ဒါတော့မလက်ဆန်မန်နေဂျာရေတော့ပြောရနည်းနည်းလေးအဲ့လို elegant style လေးတွားကြည့်ကြည့်မယ်ဘောနော် let's go အလက်ကငါတော့နေရလေးဘောနော်ငါနည်းနည်းပေါ်ပါ elegant style ကတွားနေရမသိတာလားဆိုမဟုတ်လားနည်းအရန်ချွဲနေသေးရဘောနည်းနည်းလူကြီးဆက်ဆက်လေးနေကြည့်ကြည့်မယ်ဆိုတော့အေးဘောအဲ့လိုအပိုင်းလေးနည်းနည်းတော့ပြုတ်ပြင်လုပ်ယူရမယ်အချိန်ကြီးဘောနော်ဟုတ်လား နဲ့အမဆက်ရှင်နဲ့အမတို့ဘယ်လောက်မြင်လဲမြင်တဲ့အတိုင်းပဲပေါ့နော်ဟုတ်ပါโอเคပါ Alice ကပေါ့เนาะ Kenna Plus မြန်မာ FG ကနေပြီးတော့ Premier League ကိုတဦးတည်းတော့ Alice မြန်မာပြည်မှာပြတာခွင့်ရထားတဲ့အတွက်ပေါ့เนาะ Alice Kenna Plus မိသားစုဝင်တယောက်အနေနဲ့အရန်ကိုဂုံယူဝမ်းသာ ပြီးတော့ပီတီဖြစ်မိပါတယ်အားလုံးလည်းပဲပေါ့เนาะအခုဆိုရင်ကိုချိုင်းသက်တဲ့ international အကစားပွဲတွေကို Canada Plus မြန်မာမှာပေါ့เนาะမျိုးစုံချိလို့ရတယ်အဆက်လန်းတွေရောကလေး channel တွေမျိုးစုံချိလို့ရတယ်ဆိုတော့အားလုံးရဲ့ဘဝအပန်းဖြစ်တစ်ခုအနေနဲ့ Canada Plus ဆိုအချိန်မြေလာခဲ့ပါလို့ list pick ခေါ်ချင်ပါတယ်ရှင်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်